ချောင်းရီတစ်ခုကြောင့်တိန်းထောင်ထောင်စီတန်တဲ့အင်ဂျီကိုစောင်းလုံးနိုင်ခဲ့တဲ့ကြကြောင်းနဲ့ဆုမြတ်တို့ခုချိန်မှာတိန်းထောင်ထောင်ရှိတဲ့အင်ဂျီကိုစောင်းလုံးနိုင်တာကတော့တရုတ်ဆောင်ကြကြောင်းနဲ့ဆုမြတ်တို့လို့ဆုံးလွဲလေးပါကြကြောင်းနဲ့ဆုမြတ်တို့တို့ဟာဒီမတိုင်ခင်ကပဲမင်္ဂလာဆုံးကျွေးလူကိုသူတို့ချက်ချောင်းဟိမဝင်နာရေခဲတော်မှာတောင်းလုပ်ခဲ့တာပါခုအခါမှာတော့ကြကြောင်းနဲ့ဆုမြတ်တို့တို့ဟာတိန်းမောင်းတောင်းတဲ့ချီတန်တဲ့အင်ဂျီကိုပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်ဒီလိုအင်မျိုးခွန်နာမည်ကြီးရုပ်ရှင်မင်းသားမင်းမီးတချို့တော့မပိုင်ဆိုင်နိုင်ပါဘူး။ဒါကြောင့်လေပရိသတ်တွေကတော့ကြောကြောနဲ့ဆွမြနှုတ်တို့ဟာဘာကြောင့်များဒီလိုမျိုးချမ်းသာတဲ့အင်ကို ဘာလို့ပိုင်ဆိုင်တာလဲဆိုတာကိုစိတ်ဝင်စားနေကြတာပါအားလုံးသိကြတဲ့အတိုင်းစွမျက်နှုံးနဲ့ကြကြောတို့ဟာမကြသေးခင်ကမှလက်ထပ်ထားတာပါဒီမတိုင်ခင်မှာတော့တင်းဥဆောင်ကြကြောနဲ့စွမျက်နှုံးတို့ဟာခုနှစ်နှစ်လောက်လင်မယားလို့တူတူနေပြီးမှအကြောင်းရင်းတစ်ခုကြောင့်တရားဝင်မင်္ဂလာမဆောင်ပါဘူးတင်းဥဆောင်စွမျက်နှုံးဆိုတာကတော့အမှုပညာလောကမှာရည်တည်နေတာတက်တန်းအချိန်တိုင်းတာတစ်ခုကြီးခြားနေပြီးဖြစ်ပြီးဇပိုတင်းဥဆောင်တို့ပဲဖြစ်ပါတယ်လောတင်းဥဆောင်စွမျက်နှုံးနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေတွဲမြင်နေကြတာကစွမျက်နှုံးရဲ့ချစ်သူတင်းဥဆောင်ကြကြောပါ ကျွန်တော်နဲ့စစ်မြတ်တို့တော့တပူတရရင်မြင်တွေ့နေရပါမယ်။အစောပိုင်းမှာတော့တို့နေအောင်ချစ်သူတွေဆိုတော့ကိုဝင်ပခံခဲ့ကြပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာတော့ပလုံးမှဖုံးကွယ်လို့မရဘဲနဲ့ဝင်ခံလိုက်ရတာပါ။ခုဆိုရင်ကျွန်တော်နဲ့စစ်မြတ်တို့တော့လူသိရှင်သာတွဲလာတာကနှစ်တတော်လေးကိုကြာမြင့်လာပြီဖြစ်တယ်လို့စစ်မြတ်တို့ရဲ့ပုံစံတော့အိမ်အောင်ရှင်မျိုးသမီးပြောင်းရဲ့ပုံစံဖြစ်လာပါပြီ။ဒီလိုတွဲလာကအချိန်ကြာမြင့်လာပါမယ်။တို့နှစ်ယောက်ကတော့ခုချိန်ဒီကိုတရားဝင်မင်္ဂလာမဆောင်ရသေးတဲ့ပေါ်ပြိတ္တတွေကမေကွန်ထုတ်လာခဲ့တာပဲဖြစ်ပါရင်ဘယ်တော့မှမင်္ဂလာဆောင်လို့လည်းအမြဲမနေကြတာပါ တရုတ်ဆောင်ကျကျော်ကတော့သူ့အနေနဲ့ဆုမျက်နှိုးကိုမင်္ဂလာခန်းခန်းနားဆောင်ခြင်းလို့ငွေရှာဖွင့်ပေးပါလို့တောင်းဆိုထားတာပါ။ဒါပေမဲ့လည်းပရိသတ်တွေကတော့မိန်းကလေးဖြစ်တဲ့တရုတ်ဆောင်ဆုမျက်နှိုးနှစ်နာမှဆိုလို့အမြန်ဆုံးမင်္ဂလာဆောင်စင်ခြင်းနေတာပါ။ဒါကြောင့်လည်းဆုမျက်နှိုးနဲ့ကျကျော်ကိုမြင်လိုက်ပဲတော့မင်္ဂလာဆောင်မလဲမေးနေကြတာပါ။အခုတော့ရုတ်တရက်ချက်ချင်းဆိုသလိုတရုတ်ဆောင်ဆုမျက်နှိုးနဲ့ကျကျော်တို့ကမင်္ဂလာဆောင်လိုက်ပါပြီ။အဲဒီနောက်မှာတော့ဇနီးမောင်နဲ့နေအောင်ဟာဟိမဝန္တာဒေါ်ရီကရေခဲတောင်ထိပ်ကိုသွားကကျောက်ကိုဆရာတော်ကြီးကိုမင်္ဂလာအောင်ဆုံးချိန်လှူလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဝင်လံခောင်းတည်တဲ့နေရာတိကိုသွားကမင်္ဂလာဆုံးချေဖို့တောင်းတောင်းဆိုရင်မလဲကိုပါဘူးကြည်တဲ့ချမ်းသာကမင်္ဂလာဝဲကိုတိမ့်တောင်းချီအကုန်ကြခံပြီးတော့ကျင်းပခဲ့တဲ့နေချီဦးတော့ဝမ်းမုံရွှေရောတော့မှဒီလိုဟိမဝနာရေခဲတောင်တိကိုသွားကမင်္ဂလာဆုံးချေလို့မလုပ်နိုင်ပါဘူးကြကြောင့်နေဆွမြနိုးတို့ကတော့ဟိမဝနာတောင်ထိတ်ကိုသွားကခက်အခင်ခင်ခင်ရခဲစင်မင်္ဂလာဆုံးချေလူကိုလုံနိုင်ကြတာပါဒီလိုမင်္ဂလာဆောင်ပြီးမှတော့ကြီးကျယ်ခမ်းနားတဲ့အင်းကြီးကိုချပြလာတာပါကြကြောင့်နေဆွမြနိုးတို့ရဲ့အင်းကြီးကဘလောက်တိကိုကြီးကျယ်ခမ်းနားသလဲဆိုရင် အိမ်နိုင်ချိုးကန်ပါဝင်မာစတာဘက်ရောအခန်း20တီကိုပါဝင်မယ်လို့ဆိုရင်ဒါပြင် ရေကူးကန်ကိုပိုင်ရုံရှင်ရုံဇိမ်ခံပစ္စည်းတွေတကယ်ကိုခန်းသာကြီးကျယ်အောင်လုပ်ထားတာပါကျွန်တော်နဲ့ဆွေမျက်နှာတို့ဟာနာမည်ကြီးထိတ်တန့်မင်းသားမင်းမီးတွေမဟုတ်ပေမယ့်အခုလိုမျိုးချမ်းသာကြွားရဲပွားနေဇိမ်ခံအိမ်ကြီးကိုတိဆောက်ထားနေတာကမင်္ဂလာမဆောင်ခင်မြို့ငင်ချိန်မှာငွေစုထားတာကြောင့်ပါလို့ဒီမဝန်တာရေခဲတော်မှာဖြစ်လုပ်ခဲ့တဲ့အလူကြောင့်လည်းပါပါတယ်ဒီမဝန်တာတောင်းဆိုတာဗုဒ္ဓဘာသာယူဆရာသူတော်ကောင်းတွေတရားကျင့်ကြတဲ့နေရာပါဒီလိုမြင့်မြတ်တဲ့ဒီမဝန်တာတောင်းတန်းမှာ ကျောင်းတိုင်းစုမြတ်တို့ဟာဟိမဝန္တရဲ့မှာမဟာပုရိသကြောက်ကိုတော်ရဆရာတော်ဖျားကြီးအားဦးဖျားဖျားမင်္ဂလာဆုံးကတ်လူခဲ့တာဖြစ်ပါတယ်ထို့သဖြင့်တော့ဟိမဝန္တဆိုတာကဖျားရှင်လက်ထက်ကလေးကတတော်ကောင်းနေတရားကျင့်ကြံအားထုတ်ကြတဲ့နေရာပါဒီလိုမျိုးတော်ရဲမှာတရားအားထုတ်နေတဲ့ကြောက်ကိုဆရာတော်ကိုစုမြတ်တို့နဲ့ကျောင်းတို့ကမင်္ဂလာဆုံးကျေးလှူဒန်းခဲ့တာပါဒီလိုတတော်စင်တွေကိုပူဇော်ပတ်သက်ချီးမြှင့်တာကြောင့်လည်းအခုဆိုရင်ချက်ချင်းကုသိုလ်ကံအကျိုးပေးရစုမြတ်တို့နဲ့ကျောင်းတို့ဟာတိန့်ထောင်တောင်းချီတန်တဲ့ ခြံရင်းတစ်ချံနဲ့တိမ့်တောင်းချီတန်နဲ့အိမ်တွေကိုဝယ်ယူနေတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောချက်ချင်းလက်ငင်းအချို့ပိတ်ကချမ်းသာသွားတဲ့ကြော်ကြော်နဲ့စွမျက်နှာတို့ပေါ်မှာမိမိရဲ့အမြင်လေးရှင်နဲ့မှတ်ချက်ပြီးတော့ကြပါအောင်နော်။